အစ္စလာမုအလัยကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူဝါလัยကွမ်ဆလာမ်ဝရဟ်မတ်တူလာဟီဝဘရကာတူဆက်ခါတိတဲ့အမှန်တရားလေးတခုတော့ခင်ဗျားလာမမွေးနဲ့မပြောခါတိတဲ့အမှန်တရားဟုတ်ပါပြိဿတ်တွေတောင်းဆုံနေတယ်ဆရာကြီးဆရာခါတိတာအစ်စ်နားထောင်ကျင်နေပြီတဲ့တို့ဘာတောင်းဆုံလားခါတိတဲ့အမှန်တရားလေးအမှတ်စင်ဘယ်လောက်ရောက်ပြီအမှတ်စင်က17ရောက်သွားပြီထင်တယ်ခါတိတာကြီးများတော့အမှတ်တောင်ပဲရောက်သွားပြီလည်းမသိဘူးအော်ခင်ဗျားတော်တော်စိတ်ဝင်စားတယ်ဆိုတော့မေးတော့မေးပါတောင်းဆုံမှုရှိရဲ့လေအဲ့တော့ဒီနေ့ခါတိတဲ့အမှန်တရားပြောရမယ်ဆိုရင်တော့ဒီလေးကိုတခုပြောမယ်နော် တေချာစဉ်းစားပြီးဖြစ်အော်လမ်းမှာလာနေတဲ့အမျိုးသမီးတယောက်မိန်းကလေးတယောက်ကိုသွားပြီးတော့ဟာညီမကိုလုံးကိုပေါ့လှလိုက်တာသိလားဟာညီမမျက်လုံးကဘလို့ညီမနှာခမ်းကဘလို့သိလားနော်ညီမဟိုကဘလို့ဒီကဘလို့ဆိုပြီးခင်ဗျတော့ပြောပါလားပြောရဲလားအဲမပြောရဲဘူးဘယ်ပြောရဲမလဲကပေါ့ဘယ်ပြန်ညာပြန်ရိုက်လိုက်လို့ခေါင်းလောင်တမင်းလေးပြန်လို့ဘယ်မရပြတ်သွားပဲကောင်းပြီကဲအဲ့ဒီစကားအတိုင်းကိုပဲခင်ဗျအခုနတော့ပြောမယ်မလားပေါ့ဘယ်ပြန်ညာပြန်ရိုက် ခံရမယ်ဆိုရဲစကားအတိုင်းကိုပဲသူတို့တင်ထားတဲ့ post ပဲ comment မှာတော့ပေးရောသူတို့ဘာပြောမလဲဟာမာရှာလာဂျာဇာကလာကျေးဇူးတော်တင်သွားအောင်မကိုဟုတ်လားအင်းအဲ့ဒီတော့ဒီနေ့ကျွန်တော်တို့မိမကိုနော်ဒီလမ်းထိပ်ကစီကားတဲ့နေရာပေါ့ဒါမှမဟုတ်လက်ဖေးဆိုင်မှာသွားပြီးတော့ဗျာကျွန်တော်မိမကိုမတရက်ခိုင်းတာလဲမယ်ကဲလာကြည့်ကျင်တဲ့လူကြည့်ကွာဆိုပြီးတော့လောက်မလားကျွန်တော်ထားမလားအဲ့လိုတပ်ဖို့မလားဘယ်ထားမလဲဆရာလေဟမ်မထားဘူး ဟုတ်လေလက်ဖေးဆိုင်မှာကျွန်တော်မိမောင်ပြောမယ်မင်းမတည့်ရနေလာသည်မြသွားသည်မြကောင်းကြည့်ပြီးသွားပါစေမင်းရဲ့ကိုလုံးကိုပေါက်ကိုသိတယ်မလားမျိုးမျိုးနေရာကနေကြည့်ပြီးတော့သွားပါစေကျွန်တော်တတ်ထားမလားလဲထားမလဲဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမထားပေမဲ့ကျွန်တော်တို့ကကျွန်တော်တို့အမျိုးသမီးတွေရဲ့ပုံတွေကိုကျွန်တော် post တယ်အမျိုးမျိုး post ပုံစံနဲ့အမျိုးမျိုး position ပုံစံနဲ့ကြည့်လိုင်းသုံးနေတဲ့ကောင်းအကုန်လုံးကြည့်ဇုံဆွဲပြီးလဲကြည့်ကြိုက်တယ်လို့ကြည့်ကျွန်တော်ဘာမှမခံစားရအောင်နော်သိလားအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာဘာလဲဆိုရင် ဒီနေ့ islam law မှာအမျိုးသမီးကိုဘလောက်တောင်မှတန်ဖိုးထားလဲဆိုရင်ဒီနေ့ကျွန်တော်တို့အိမ်မှာဗျာရွှေတွေရှိမယ်ကြောက်မြတ်ယရနာတွေရှိမယ်တန်ဖိုးကြီးတဲ့ပစ္စည်းတွေရှိတယ်ဗျာအဲ့ဒီပစ္စည်းတွေကိုအခိုးခံရတယ်ဆိုရင် islam ရဲ့ law ကပါလေသိလားအဲ့ဒီဖမ်းပြီးတဲ့တခိုးကိုလက်ကိုဖြတ်ကဖြစ်ဖြစ်ဒီလူချွေးနဲ့ဇာနဲ့ရှာထားတဲ့ပတ်စံတွေစီးစိမ်ဥစ္စာတွေကိုမင်းကခိုးရတဲ့ပုံမှာသူ့မိပါလေ islam ရဲ့ law ကလက်ကိုဖြတ်ဒါပေမဲ့အဲ့ဒီအိမ်ကအမျိုးသမီး ဘယ်သူပဲဖြစ်နေပါစေအဲ့ဒီအမျိုးသမီးကို လာပြီးတော့မတရားလုပ်တဲ့လူအာဏာမကျင့်တဲ့လူဘာလို့ခိုင်းတာဒီလဲအစ္စလာမ်ကတခါတည်းတေတံပေးခိုင်းတာလေပြောကျင်တဲ့တဘောကဘာလဲဆိုရင်စီးစိမ်ဥစ္စာတွေထတ်တောင်မှဒီအမျိုးသမီးကိုတံပိုးထားတာဒါပေမဲ့ကျွန်တော်တို့တွေကဒီနေ့တံပိုးထားတာကအိမ်မှာကျွန်တော်တို့အထက်ထက်ကာပြီးတော့လုံခြုံအောင်ထားထားတာက ကျွန်တော်တို့ရဲ့ရှာထားတဲ့ပတ်စံတွေကြောက်မြရနာတွေပဲရှိတယ်စီးစိမ်ဥစ္စာတွေပဲရှိတယ်ကျွန်တော်တို့အမျိုးသမီးတွေကြတော့ကျွန်တော်တို့ကတံပိုးမထားဘူး အုတ်ရကောင်းမှမသိဖုံးရကောင်းမှမသိဆိုပြီးကျွန်တော်ကလမ်းမှာဒီတိုင်းလွတ်ထားလာအဲ့ဒီတော့ဒီနေ့ကျွန်တော်ပြောပြမယ်ကျွန်တော်ကလုံကြုံနဲ့အကြောင်းပြောလိုက်ရင်လုံလုံကြုံကြုံဝိပါလို့ပြောရင်ဘာပြောလဲသိလားမင်းတို့ဘာလဲဟိုကအဆုံးမရောက်နေဆိုပြီးပြောတယ်လုံလုံကြုံကြုံဝိပါဟိုလိုမဝိရဘူးဒီလိုမဝိရဘူးအဆုံးဘာဘာပြောလဲအဆုံးရောက်တယ်ကျွန်တော်ကအဆုံးရောက်တယ်ပြောတယ်လို့အဆုံးရောက်တယ်တကယ်နဲ့အဆုံးရောက်တာကျွန်တော်တော့မဟုတ်ဥပမာကျွန်တော်ပြောပြမယ်ဒီနေ့ life တစ်ခုလုံး ဒူးပေါ်ဝစ်ခဲ့တယ်။ဒါပေမဲ့တေတဲ့အချိန်မှာအဲ့ဒီမရက်ကိုမေဒူးပေါ်တဲ့မြုပ်လိုက်လေ။ဟုတ်တယ်နော်။အစ္စလာမ်ကရှင်တဲ့အခါမှာလည်းလုံလုံကျုံကျုံဝစ်ခိုင်ထားတယ်လို့တေဝါတဲ့မရက်ကိုမတာကိုဒီအလောင်းကိုလည်းလုံလုံကျုံကျုံထားခိုင်းတယ်။အဲ့တော့ကျွန်တော်တို့ကပါလေရှင်တဲ့ခါမှာလုံလုံကျုံကျုံနေဖို့တက်ကတော့အဆုံးရောက်တယ်။ဒါပေမဲ့တေတဲ့ခါမှာတော့သူတို့ကလုံလုံကျုံကျုံဝစ်ချင်တယ်။ကျွန်တော်ပြတော့အခုသဘောပေါက်လား။အဲ့တော့အလောင်ရှင်မြတ်ကကျွန်တော်တို့အမျိုးသမီးတွေပုံမှာဘလောက်တောင် ဘလောက်တောင်အလောက်ရှင်မြတန်ဖိုးထားထားလဲဆိုရင်ဒီနေ့တေွားတဲ့အမျိုးသမီးသူ့ရဲ့ဘဝတတန်းတလျှောက်မှာကြိုက်တလို့နေခဲ့ပါစေမပေါ်တော့ဝိခက်ဒူးပေါ်ဝိခက်ကြက်ကြက်လေးဝိခက်ဟိုပေါ်ဒီပေါ်ကြိုက်တလို့ဝိနေပါစေဒါပေမဲ့သူဆုံးသွားတဲ့အခါမှာအဲ့ဒီမိန်းကလေးတေဆုံးသွားတဲ့အခါမှာဘာလုပ်လဲယောက်ျားလေးတွေကိုပိတ်ဖြူ၃ဆမိန်းကလေးဆိုရင်၅ဆပြီးပြီလားမပြီးသေးဘူးဒဇင်းယောက်ျားလေးကိုမကြည့်ခိုင်းဘူးတေရဲ့ဟိုရှင်နေတဲ့အမျိုးသမီးဘူကဲမကြည့်ခိုင်းတာမဟုတ်ဘူး တည်သွားတဲ့အမျိုးသမီးဒီကိုခါနာဘာမှအတုံးမဝင်တော့ဟုတ်တယ်နော်ဥမာအားလုံးနားလည်အောင်ပြောရမယ်ဆိုမတာဖြစ်သွားပြီအလောင်းဖြစ်သွားပြီအသက်မရှိတော့ဘူးအဲ့လိုကိုခါနာကြီးကိုတော့ဒဇိန်အမျိုးသမီးဒဇိန်အမျိုးသားကိုမကြည့်ခိုင်းသူဒဇိန်အမျိုးသားကိုမထိခိုင်းဘလောက်တော့မထိခိုင်းဘူးလေဆိုရင်ကျွန်တော်တို့ဒီအဲ့တည်သွားတဲ့ဒီကိုခါနာကိုရေချိုးပေးဖို့အမျိုးသမီးရဲ့ကိုခါနာကိုရေချိုးပေးဖို့အမျိုးသမီးတွေမရှိတော့ဘူး အမျိုးသားတွေပဲရှိတယ်ဆိုရင်တောင်မှအဲ့ကိုခါနာကိုရေမချိုးပေးပဲကျွန်တော်တို့မျိုးအောင်အစ္စလာမ်ကအဲ့လောက်တိအမျိုးသမီးတွေကိုတံမိုးထားတာဒီနေ့ကျွန်တော်တို့ငါးဆပိတ်ဖြူခြုံလိုက်တဲ့အပြင်အပေါ်ကနေအမိုးပါအုပ်ထားတယ်ကျွန်တော်တို့ဒီနေ့အိန္ဒိယနိုင်ငံပါကစ္စတန်နိုင်ငံမှာဂရုသမီးတွေခေါ်လာတယ်သိလားအမိုးတွေနဲ့ဘလို့ဘယင်မလို့ဂရုသမီးတွေကိုကြိုးစိုးပြီးခေါ်လာတယ်ဒီနေ့အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့အစ္စလာမ်အမျိုးသမီးတွေကိုဘယင်မတကယ်တော့ဒီရဲ့ကိုခန္ဓာကိုငါးဆပတ်ထားတာတောင်မှ ူရဲ့ရှိတ်ကိုဒစိမ့်အမျိုးသားတွေမမြင်အောင်ဆိုပြီးထပ်ပြီးတော့အမိုးအုပ်ခိုင်းလာအုပ်ပြီးတော့ကျောင်းလူရဲ့ကပတ်ထဲအလောင်ရှင်မထည့်ခိုင်းလာလောင်ရှင်မကဘာပြောလဲငါမင်းတို့တတမှာကြိုက်တယ်လို့နေခဲ့ဒါပေမဲ့ငါရှိလာတဲ့ခါမှာမင်းတို့ဘယင်မလို့လာမယ်ဆိုပြီးတော့အလောင်ရှင်မကပြောထားတာဒီနေ့ကျွန်တော်တို့ကငါးဆမပြောနဲ့ကျွန်တော်တို့ဒစတော်ကျွန်တော်တို့လုံအောင်လုံကြုံအောင်ကျောင်းတို့မဝင်နိုင်တော့အုပ်ဒီနေ့ဘုရခါဆိုရဲနာမည်တက်ပြီးတော့အမျိုးမျိုးအချက်တွေဝင်တယ်မေးလိုက်အဲ့ဒါဘုရခါ ဦးနိုင်ငါထုတ်ဘုရခဒီနိုင်ငါထုတ်ဘုရခမသိသူတို့အဲ့ဘုရခဆွဲနာမည်တခုထဲလိုက်ဘလို့ပဲချက်နေပြီတခါတဲ့ certificate ရသွားတဲ့ပုံစံဆိုပြီးတော့သွားနေတယ်အဲ့တော့ညီလေးဒီနေ့ပြောချင်တာကဘာလဲဆိုရင်ကျွန်တော်ရဲ့အမိမတွေကျွန်တော်ရဲ့ညီမတွေကျွန်တော်ရဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့မိန်းမတွေကျွန်တော်တို့ရဲ့သမီးတွေလိုင်းပေါ်မှာဓပုံနေတင်နေတင်နေတာကိုကျွန်တော်တို့အဒီနဲ့ဘာမှမခံစားရဘူးဆိုရင်ဒါကတေချာပေါ့ကျွန်တော်တို့တစ်ခုတစ်ခုလာလွဲနေပြီ အဲ့တော့ကျွန်တော်ဒီစကားပြောတဲ့အတွက်ကျွန်တော်ကိုမကြိုက်တဲ့လူလည်းရှိချင်ရှိမယ်စိတ်ဆိုးတဲ့လူချင်းရှိချင်ဟိုဟို social media social media လောကနဲ့ပြောရမယ်ဆိုရင်တော့ဗျာကျွန်တော်ဥဒီပြောတဲ့စကားတွေကိုကြိုက်ရင်တော့ကျွန်တော်ရဲ့ follower တက်လာတာပေါ့တဘောကဒါ social media တဘောနဲ့ပြောတာအကဲလို့ကျွန်တော်မကြိုက်ရင်တော့ blame နဲ့လူတော့များလာမှာပေါ့အဲ့တော့ဒီ follower ကလည်းကျွန်တော်ကိုထမင်းတလို့မကြွေးတလို့ဒီ blame နဲ့လူတွေကလည်းကျွန်တော်ထမင်းတနက်နောက်မလုံနိုင်ကျွန်တော်ကို rosy ကြွေးနေတဲ့အရှင်က အလောက်ရှင်မြဖြစ်တယ်အဲ့တော့ကျွန်တော်နောက်ဆုံးပြောချင်တဲ့ဇာတ်ကားတစ်ခုကဘာလဲဆိုရင်ကျွန်တော်ရဲ့အမိအမတွေညီမတွေကို ပြောချင်တဲ့ဇာတ်ကားက like တစ်ခု social media မှာ online မှာ like တစ်ခုရဖို့အတွက်ကို live တစ်ခုလုံးမဖြတ်စည်းလိုက်ပါနဲ့လို့ပြောရင်းနဲ့ကျွန်တော်ဒီနေ့ဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်ဆလာမ်အလัยကွမ်ဝရဟ်မတ်တူလာဟီဝဘာရကာတူ